is the goat of MLBB esports. Kyrie. ဒီတော့မှာ Sanfo အစင်းတော့ပြီးသွားပြီ။ခောက်ကမရအောင်ကြည်ပြီးမှရမှာ။ဒီကောင်လင်းရမကြည့်လို့မရအောင်ပြ။ကာတီးစီဝင်လာတယ်နော်။ကင်းကောင်တောက်လျှောက်ဆိုပဲ blue ball retribution ပြန်ပြီးတော့ပေါက်ထားသေးတဲ့အနေနဲ့တစ်ခုမှမရလိုက်ဘူး။ level 4 time နောက်ကျပြီ။အဲ့ဒီချက်တည်းကကွာတယ်ပြ။တဦးချင်းစွမ်းဆောင်ကြီးကွာနေ။ဆလီနာသွားနေတဲ့လမ်းကြောင်းနဲ့နည်းနည်းပူပြီးမြန်ဆန်းတဲ့အနေထားမှာတော့ရှိတယ်ဗျာ။အင်း အဲဒီမှာလည်းကျွန်တော်ပြင်ပြီးကြည့်ရမယ် Bruce Corey နဲ့ Rolling Stone နဲ့ Cardi B ထပ်ရလာခဲ့တဲ့ခဏကူ Black Order မှာ3 million ပဲဖန်အောင်နဲ့ပါလာခဲ့တဲ့ backline ကမှာ Kak ပြန်ဝင်တိုးချင်တယ်တိတ်မရသေးဘူးပြ Sin 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 နဲ့ Dash ကြီးကမှာ King Kong တောက်လျှောက်လက်ကြီးခံရတဲ့ခဏတခုမှာ Bayern လေးပဲ triangle သွားပြီးတော့မိနေတယ် JB ပြန်ကြခဲ့ရင်မှာ King Kong ပေးထားပြီဆိုရင်ခဏတခုမှာ Bruce Corey ဘာ Sanfu တမမလို့မရနိုင်ပြီ Black Order အောက်မှာထပ်အဆုံးသက်ထားရင်းနဲ့ပဲ triangle တော့နဲ့ Basha Rolling Stone လေးထပ်ရှိနေခဲ့တဲ့ခဏတခုမှာ Bruce Corey ပြန်သွားလို့ချူစားခဲ့တဲ့ခဏတမှာပြန်ပြီးတော့မိနေတယ်ဝါပြီးဝါလေးပဲထွက်ရလို့မရနိုင်ပြ Cardi B ပြန် Dash ခဲ့ရင်မှာ Kak အဆုံးသက်ခဲ့ရင်တော့မတော့2 for two လေးနဲ့တာတူတော့ TPH ဆက်ပြီးတော့တင်ပိတ်ထားနိုင်ခဲ့ပါပြီ။ထောက်လျှောက်ဆိုသလိုပဲ UK လေးကတော့ပြန်ပြေးလိုက်ရတယ်ဗောနော်။ကင်းကောင်တော်တော်လေးတော့နေပါသွားတယ်ဗျာ။သူရဲ့ Jungle Russell အော်ရောင်ကင်းကောင်ဘလူးကြီးလေ။ What the hell ။ကင်းချစ်စင်ကြီးကကင်းကောင်အနေနဲ့တော်တော်လေးတော့ကြိုးချင်နေရလားဗာလားတော့မသိဘူးဗျာနော်။ဒီအချိန်မှာတော့နှစ်ခါလောက်ထိထက်ကြသွားတယ်။အခုမှထွက်လာတာဗျာကင်းကောင်။တော်လေးတော့တိုင်ပတ်သွားပြီနော်ရှင်းခင်ရတာလောက်တည်းရပဲရှိရနောက်ပိုင်းပွဲစဉ်တွေမှာ OHF ကပို့ပြီးတော့ majority ပို့ပြီးတော့ဖြစ်လာတယ်ဗောနော်တီရှိလာတယ် ကဲဒီမှာလဲเนาะ cup အနေနဲ့ကတော့ ionic app လေးပါလေးပြန်ပြီး on ထားနေရတယ်ပဲဒီ blue bug ကိုတော့ဘလုံးမသွားပြီးတော့ကြည့်လို့တော့မရဘူးဗျာဟုတ်တယ် blue bug rubber မစားရတာဒါနဲ့ဆိုလို့ရှိရင်တော့7 minute လောက်ဖြစ်တော့မယ်နဲ့တူတယ်ဗျာเนาะအခုကတိုးလို့မရဘူးဖြစ်နေတာကာဒီးဒီဝင်အိမ်နဲ့ဒန်နီအောက်မှာလဲကျွန်တော်ကျူရှင်းကအတုတ်ခံနေရတယ်ဗောနောပြီးတော့ကျွန်တော်ဒီကာဒီးဒီကလည်းအိမ်ခံနေရတယ်ဆိုတော့လော့ဒန်တွေတခုက danger grass ဖြစ်နေတဲ့အချိန်မှာ TLPH တွေနဲ့လုံရကန်ရအများအဆင်ပြေ AOE crowd ကိုထိုးဗျာ ကာရိုကတာနဲ့ကျတော့ဒီဆန်ဖူဝင်လာတဲ့အချိန်မျိုးမှာဘလက်အင်ဂျူရနဲ့အလာကြီးခွဲထားရဲဆိုတော့ AOE damage ပေးရတဲ့ပိုင်း retreat ရအောင်တော့ကာဒီဒီပြန်ပြီးယူသွားတယ်ဗျာကန်နီနဲ့တော့ဒီအချိန်မှာတောက်လျှောက်ပြန်ဖြစ်ခံနေရတယ်ဗလက်အင်ဂျူရခွဲထားတဲ့အချိန်ဒီမှာတန်းကြရဗျာ two man control ဘက်လိုင်းမှာလည်း super freeze တောက်လျှောက်ခံနေရတယ် flame နဲ့ guy မျိုးထားတဲ့အချိန်မှာ sample တကောင်နဲ့ damage တကောင် win the crown မှာပြန်ခဲထားနေတယ်ဗျအနောက်မှာချန်နေခဲ့ brutus ကို immortality ပြန်ချတဲ့အချိန်ဒီမှာ oh have your cardio why မျိုးရှင်းထားတဲ့အချိန်ဒီမှာ rolling stone နဲ့ပြန်လွတ်မြောက်သွားဖို့ကြိုးစားတဲ့ trap နဲ့ arrow တကောင်နဲ့ချိန်ထားနေတော့ brutus ကို ဟိုလုံးဝလုံးဝမလွတ်ဘူးဗျာ UK နှစ်ကောင်တစ်ကောင်တော့ကျော်ဒီဘက်ဖီးมาပဲပြင်လဲလဲပြီးထားပါသေးတယ် ကောင်းလိုက်တယ်မြားတောင်းထရကြားစီသားဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့သွားကြတယ်ဗျာဆန်မှာ3-1ဒီနေ့ကတော့သူတို့3-0တဲ့ပဲ Olympic ကိုဖျက်ဖို့အတွက်ကောင်းကောင်းကြီးပြန်ပြီးတော့ကြိုးစားနေရဆိုတဲ့အနေထားမျိုးလေးတော့ရှိတယ်ဗောနော်အဓိကတော့ Cartiz fully force ပဲဖြစ်နေခဲ့တဲ့ Lancelot တားဖို့ကလည်းဒီချိန်မှာ Pure Stan ပါမလာဘူးဗျာဘာရှာနဲ့ Uedes နှစ်ကောင်တည်းဒီအားလေးကိမှာမနှောက်နိုင်ဘူးဆိုရင်တော့ Lancelot သူတို့အနေနဲ့10 minute time နဲ့ပြီးမှာတော့တော်တော်လေးပြန်သွားဖို့အတွက်ခက်တယ်ကင်းကောင်ကရည်သရှင်းလေးနဲ့သူမောင်း Shocker ကပြန်ကြည့်ထားစီရဆိုရင်ဘာမှတော့သူမထူးသေးဘူးဗျာသူချစ်သူလည်းအရင်သွားလို့တော့မရဘူး Tennis ball တစ်ခုဖန်တီးဖို့အတွက် Kera Brisco အမ်ဘွတ်လေးပြန်ကြည့်နေခဲ့တဲ့အခိုက်တမှာဘက်လိုင်းကလာဖို့တော့ကြိုးစားအောင်ပဲဒါပေမဲ့လည်းပဲတိတ်လွယ်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်အောက်မှာတော့မီဒီယံဝေးဖ်တွေလိုက်ပါလာခဲ့တဲ့ခက်တဲ့တခုမှာလော့ဒက်စ်ဒါတော်လီတော့ချခဲ့ပြီဘက်လိုင်းမှာလည်းအမ်ဘရိတ်ပဲနဲ့ JP King က only ပဲ black all ထပ်ပြီးတော့ AOG King က taken down by JP Kerone နဲ့ back line မှာ Mammoth Dash တွေပြပေးထားခဲ့တဲ့ 4v1 Dash တွေအောက်မှာတစ်ဖက်ကလည်း Kack တောက်ရှော့ Only HD လိုက်မနေရပြနောက်မှာလည်း Episode Arrow လိုက်မနေကြ Freeze ပြန်ပြေးနေရတဲ့ခက်တဲ့တခုမှာတစ်ဖက်ကလည်း Ogard Immortality ဆက်ပြီးတော့ရှိနေစေပဲနောက်မှာလည်း SMG Arrow လေးလိုက်ပြီးတော့ Kerone Only လိုက်ကြည့်နေခဲ့တဲ့ခက်တဲ့မှာ Bruce Go Immortality City ပြန်ရှိနေစေပဲဆိုပေမဲ့ Minion Wave တွေကလည်း Crystal Throne ကိုတော့ပြန်ကြလာခဲ့တဲ့ခိုက်တဲ့မှာတော့ Kak အိမ်ရောက်အောင်တော့ပြန်ရအောင်မယ် Amazon Arrow ထက်ရှောင်ထားခဲ့တဲ့နောက်ကပါလာခဲ့တဲ့ Flick ကထက်ရှိနေနေတဲ့ပဲ Jungler မရှိတဲ့နောက်မှာတော့ TPH ပဲဒီလော့ကိုဆက်ပြီးတော့တိမ့်ပိုက်ထားပါဦးမယ် DLBA ဒီတစ်ခါမှလည်းရရှိလာခဲ့တဲ့လောက်တော့လွတ်လွတ်ကျွတ်ကျွတ်လေးပဲသိမ်းယူသွားဖို့တော့များရပြဒါပေမဲ့ company နဲ့လည်းနောက်မှာတော့ overhead ကိုလိုက်ပြီးတော့ cut ချင်တဲ့သဘောလေးတော့တွေ့ရတာပေါ့နော်တောက်ရှော့ပဲ rolling stone ပြန်ပေးဖို့လည်းရှိနေသေးတယ်ပေါ်လန်းမှာတော့ cylinder အနေနဲ့ဟိုးနောက်ကနေတော့ပတ်လာမလားဒါမှမဟုတ်ရှင်တော့ PR လေးပါလိမ့်များသွားပေးမလားဆိုတဲ့အနေထားမျိုးတော့တွေ့ရတယ်ဗျလိန်လေးပါလိသွားပြီးတော့ရှင်းနေရဲ့လောက်တော့တက်ပြီးတော့ရှားခဲ့တယ်ဗျရရရတဲ့ကောင်လိုက်ကျွေးမယ်ဆိုတဲ့ပုံစံမျိုးတစ်ခုတော့ပြန်သွားခြင်းမယ်လဲတော့ defender တစ်ခုပြန်ဝင်ဖို့ရှိနေသေးရဲ့နောက်မှာ sun for flicker လေးနဲ့ပဲပြန်ပြီးတော့လာသေးတယ်ဗျကျူရှင်းပြန်ပြီးတော့ forward လို့သွားခဲ့တယ်ဆိုတဲ့နောက်မှာတော့ဒီတစ်ခါပေါ်လာ ခဲ့တဲ့၄ချိန်မြောက်လောက်ကိုလည်းထပ်ပြီးတော့ပြီးလိုက်ရတယ်ဗျာနော်အန်အောင်မှုကောင်းတယ်၃ပွဲလုံးတတဲလည်းတစ်ခါမှမရဘူးလော့လည်းတစ်ခါမှမရဘူး onip ရဲ့ game play ဒီတကယ်ကိုအကြမ်းဖက်ရောက်နေပြီလားဆိုတာမေးရတော့မှာဗျာမနေ့ကလေးကကျွန်တော်ဒီ TL Pace on နေပုံစံနဲ့ဆိုတော့တက်ရက်တဲ့အချိန်ဒီတရက်လို့ကျွန်တော်တွေးတော့ခဲ့ကြရတယ်ဗောနော်ဒီနေ့ regular season ဒီမှာ oh happy အကြောင်းအရာတွေနဲ့ DLPH နေချိုသောပွဲစဉ်တွေမှာရှုံးနေမှုကြီးကြုံတွေ့ရရဆိုရင်တကယ် Playoff Store လာရေးပွဲစဉ်တွေ Upper Bracket မှာတော်တော်ကောင်းတဲ့ Situation မြတ် Minion Wave တွေကတော့၃ဝင်လုံးပြန်တိုက်ထားပြီးတော့ပဲ Onyx PH နေ Defensive တခုကိုတော့ပြန်တည်ထားတယ် Aero Trap မှာသွားမိနေတယ် Animal Care Smartfo Dash ပြန်ပေးထိုင်နေမယ်စံကြီးတကောင်ပြန်ရှင်းထားတယ်ဗျာအဲဒီကြတော့ Minion Wave နဲ့ဒီလောက်ဖြည့်ရှင်းမှုကြိုးစားရင် Set Protocol Immortality ကြာသွားသလိုပြန်ထောက်ထားတဲ့အချိန်မှာပြန်ပေးလိုက်ရ Blandigeran ဒီဘက်မှာ AOG Control မှာ King ကိုပေးလိုက်ရပြီသွားပြီ Onyx PH အနေနဲ့ကတော့ ဒီတစ်ခါ gain number 3ကိုပါပြန်လေခွင့်ပြုပေးရတော့မယ့်အချိန်ဒီတည့်နေ့ရင်ဆိုင်ရိုင်းနဲ့ပဲ lower bracket ကိုတော့ on the ph နေနဲ့အစင်းသွားอยู่ပဲဖြစ်ပါတယ်